ဥပါလိယမာနသုံးမြတ်စွာဘုရားသာဝတိမြို့ဇေတဝန်ကျောင်းမှာတရင်တုံနေတဲ့အချိန်ယန္တဘာကမြတ်စွာဘုရားစီသာပြီးတော့ကမ္မထံတောင်းနေဆိုကြပါလို့မြတ်စွာဘုရားတပည့်တော်တော်တဲ့မှာစိတ်ညင်တဲ့အရာကိုသွားပြီးတော့တယောက်တည်း သေးသေးချာချာကြိုးစားပြီးတော့နိဗ္ဗာန်ရောက်ဖို့ရန်အတွက်တရားအထုတ်ခြင်းလို့ပါဗျာ။ဒါကြောင့်တပည့်တော်ကိုတန်ခိတ်လေနာဓမ္မံတေတေသူတရားအကျင့်လေးဟောပေးပါဗျာဆိုပြီးတော့ရှောက်တာ။ရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကတရားအကျင့်လေးဟောတယ်ဒီကြောင်းနဲ့ပဲဥပါဒိယမာနောဘိက္ခုဘတ်တော်မာရတအနုပါရိယမာနောဟောတော်ပါပိမာတော်တဲ့ ဗောဓိခန္ဓာကိုယ်ကြီးကတော့ရှိတော့ရှိနေကြတာပဲခန္ဓာကိုယ်ကြီးအပေါ်မှာအမြင်ပေါ်မှာမူတည်ပြီးတော့နိဗ္ဗာန်ရောက်မြောက်ဆိုတာပွားသွားတယ်ဥပါဒိယမာနောတဏမာနဒိဋ္ဌိရေနဲ့ယူဆထားတယ်ဆိုရင်ဗောဓိခန္ဓာကိုယ်ကြီးအပေါ်မှာတဏမာနဒိဋ္ဌိတွေနဲ့ယူဆထားတယ်ဆိုရင် တဏ္ဍိဋ္ဌိလို့ရေးထားတယ်တကယ်တော့မာနပါပါတယ်ထာဝရဖွင့်ထားတယ်တဏ္ဍမာနဒိဋ္ဌိဝသိနာလို့ဖွင့်ထားတယ်တဏ္ဍမာနဒိဋ္ဌိရဲ့နေနဲ့ခန္ဓာကိုယ်ကြီးပေါ်မှာယူဆထားတယ်ဆိုရင်အဲဘဒ္ဒောမာရတာမံမင်းရဲ့ကြော့ကွန်းကမံမင်းရဲ့ကြော့ကွန်းနဲ့နောက်ွက်ခံထားရတာပဲ မန်ဆိုတာလည်းနေရာမှာ၅မျိုးရှိပေမဲ့လည်း၅မျိုးရှိတာတော့ဥစ္စာတော့သိပြီးသားပဲအဓိကတော့ဖိလိသမှာအဓိကပါပဲခန္ဓာကိုယ်ပေါ်မှာတဏ္ဏငါခန္ဓာကိုယ်ငါခန္ဓာကိုယ်ဆိုပြီးတော့စွဲမယ်မာနငါ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 ဘွားဆိုပြီးတော့မာနတွေနဲ့ယူဆထားမယ်ဒိဋ္ဌိဒီဒီခန္ဓာကိုယ်ကြီးဟာခိုင်းပါတယ်အစိုးရတယ်ဆိုပြီးတော့ နော်အယူမှားတဲ့အယူတွေလည်းပဲယူထားမယ်အဲ့တော့တဏမာနတဲ့ဒီ၃မျိုးနဲ့ဟောဒီကနာဘုံပေါ်မှာအမြင်တွေရှိနေမယ်ဆိုရင်တော့အဲ့ဒီအမြင်ရှိမြကာလဘတ်လုံးကိလေသာတွေရဲ့အနှောင်းဖွဲ့ခံရတော့မှာပဲကိလေသာရဲ့အနှောင်းဖွဲ့ကလည်းလွတ်မှာမဟုတ်အနုပါတိယမာနောမုတ်တော့ပါပြီမာတော့အဲတဏမာနဒိဋ္ဌိတွေနဲ့ဟောဒီခန္ဓာကိုယ်ကြီးအပေါ်မှာ မယူမသာလျင် မာနရဲ့ ਨੇ ပယ်ကနေလွတ်မြောက်သွားမှာเนาะခန္ဓာကိုယ်မရှိမှာမာနရဲ့ ਨੇ ပယ်လွတ်မြောက်မာနရဲ့ ਨੇ ပယ်လွတ်မြောက်မယ်ကိလေသာကိုယ်မယဟန္နာဖြစ်မယ်ပေါ့ကွာယဟန္နာဖြစ်ကိုရာဆိုတော့အနုပါရိယမာတော်ခန္ဓာကိုယ်တဏှာနဲ့လည်းပဲမကြည့်နဲ့မာနနဲ့လည်းပဲမကြည့်နဲ့ဒိဋ္ဌိနဲ့လည်းပဲမကြည့်နဲ့အဲ့ဒါဆိုရင် အဲနိဗ္ဗာန်ရောက်တယ်လို့မြတ်စွာဘုရားအကျဉ်းလေးဟောလိုက်တဲ့အခါကျတော့အညတံဘဂဝါအညတံသုဒ္ဓါဟာရီတော်သိသွားပြီသိသွားပြီဆိုပြီးတော့လမ်းကြောင်းသိသွားတယ်နော်ဒါရေးကြည့်တယ်တရားတော်တော်တော်လေးပဲဒါပေမဲ့တော်တော်လေးပဲမဲ့သိတာနဲ့မသိတာဘာဘူးလို့လဲဘာဘူးလို့သိသွားဘုရားညံ့ွာလို့ဘုရားဘာဖြစ်လို့ ညာကောင်းလို့ညာကောင်းလို့ညာကောင်းလို့နော်တကယ်တော့ပါရမီဓာတ်ကံရှိလို့ပါနော်ပါရမီဓာတ်ကံဆိုတာတခြားမဟုတ်ပါဘူးဘုရားတို့ဒါနနဲ့သီလဆိုတာနိဗ္ဗာန်ကိုတိုင်းရိုက်ထောက်ကိုမပြုတ်ဘူးနိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းကိုမြင်ဖို့ရာအတွက်တိုင်းရိုက်ထောက်ကိုမပြုတ်ဘူးဘာဝနာကသာလေနိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းကိုတိုင်းရိုက်ထောက်ကိုပြုတ်တာ အရင်ဘဝတော့မှာဘာဝနာကိုတနည်းမဟုတ်တနည်းပွားများထားတဲ့သူဟာအဲ့ဒီဘာဝနာနဲ့အဲဘာဝနာကိုအတွေ့အကြုံရှိတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဓာတ်ကလေးကပါလာပြီးတော့ဟာဒါငါကြုံမှုတဲ့ဟာပဲငါသိမှုတဲ့ဟာပဲဆိုပြီးတော့တန့်မြင်သွားတာအညာတံဘဝအညာတံဘဝဆိုပြီးတော့မြတ်စွာဘုရားကိုတိုက်ရိုက်ရှောက်နိုင်ဖို့ရာဆိုတာကတော့အရင်ဘဝကဘာဝနာဆိုတဲ့ပါရမီကံတွေပါဖို့လိုတယ်နော်ဒါကြောင့်မြတ်စွာဘုရားကအခုဆိုရင်လည်းကြည်လိုက် မြတ်စွာဘုရားတရားဟောတဲ့နေရာမှာစလုံးသုံးပုံသုံးနေတယ်မတူဘူး။ဒီနေရာကျဥပါရိယမာနောတော့ဥပါရိယမာနောဆိုတဲ့စကားလုံးနဲ့သုံးတာ။ဘာကြောင့်ဒီနေရာဒါနဲ့သုံးမှာလဲ။ဘလောက်ဘုရင်တော့စဉ်းစားတတ်နော်။ဘာကြောင့်ဒီနေရာဒါနဲ့သုံးတာလဲ။ယန်းနဲ့ဒီနေရာနဲ့ကိုင်းတယ်နော်။ဥပါရိယမာနောဆိုတဲ့စကားလုံးနဲ့ ဥပါရိယမာနောဆိုတဲ့အတွေ့အမြင်နဲ့သူကအရင်တော့တရားထုတ်ခဲ့ဘူးလို့ဒီစကားလုံးနဲ့ဒီစကားလုံးကိုကြားပြီးတော့သူကအသိဉာဏ်ရခဲ့ဘူးလို့ဘာဝနာအသိရခဲ့ဘူးလို့ဒါကြောင့်ဒီစကားလုံးနဲ့တုံးပြီးတော့မှသူ့ကိုဟောတာဒီဟန်ကိုပဲအဓိကယူပြီးတော့ဟောတာဝိနည်းပုဂ္ဂိုလ်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကဟောတာအခုလက်ဒနာမာနတဲ့တိတွေနဲ့ယူဆနေမယ်ဆိုရင်တော့ကွာဖိလိတာမန်ရဲ့အနောက်ဘက်ကလည်းမလွတ်နိုင်ဘူးနော် ဒေဝဗုဒ္ဓမံလို့ခေါ်တဲ့မန္တမင်းကြီးရဲ့ကြော့ခွန်းကလည်းပဲမလွတ်နိုင်ဘူးတဏ္ဍမနာဒိဋ္ဌိတွေနဲ့မယူမသားလျင်မန္တမင်းရဲ့ကြော့ခွန်းကနေလွတ်မှာလွတ်နိုင်တယ်လို့ဒီလိုပြောလိုက်တဲ့အခါကျတော့အရင်တော့ပါရမီတက်ခံလက်ရှိခဲ့တယ်တရားအထုတ်တဲ့အတွေ့အကြုံလည်းရှိခဲ့တယ်ပြီးတော့ဒီစကလုံးနဲ့ပတ်သက်ပြီးတော့သူကအရင်တော့ကအသိကလေးတွေလည်းပဲရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပြီးတော့နားလဲသွားပြီးပြနားလဲသွားပြီးပြဆိုပြီးတော့ချက်ချင်းတန်းပြီးတော့ပေါက်ခေါ်သွားတယ် နားလဲသွားတာဟိုမြတ်စွာဘုရားသိကြအောင်မေးတယ်ယထာကတံပဏအေးမင်းနားလဲတယ်ဆိုတော့ဘလို့နားလဲတာလဲငါပြောပြစမ်းဩအဲ့ဒီကံကြတော့မြတ်စွာဘုရားကရှောက်တယ်ရူပံပန္နေဥပါဒိယမာနောယုတ်နဲ့ပတ်သက်ပြီးတော့တဏှာနဲ့ယူဆနေမယ်မာနနဲ့ဆွဲနေမယ်ဒိဋ္ဌိနဲ့ဆွဲနေမယ်ဆိုရင်တော့မာနမင်းရဲ့ကြော်ခွန်းကနေမလွတ်ဘူးယဟန္တာမဖြစ်နိုင်ဘူး ယုံနဲ့ပတ်သက်ပြီးတော့တဏှာမာနဒိဋ္ဌိတွေနဲ့မယူမှသာလျှင်မန္တမေရဲ့ကြောက်ကုန်းကနေလွတ်မြောက်နိုင်တယ်ဗျာဝေနာပေါ်မှာသင်ညာပေါ်မှာသင်္ခါရပေါ်မှာဝိညာဉ်ပေါ်မှာလည်းပဲအဲ့ဒီလိုပဲတဏှာမာနဒိဋ္ဌိတွေနဲ့ယူနေမယ်ဆိုရင်မတော့ဘူးမယူမှသာလျှင်လွတ်မြောက်နိုင်တယ်ဗျာဒီလိုပြီးတော့နားလဲပါတယ်ဗျာအေးသာဓုသာဓုပါလို့ဖိတ်ဘူးဟာဟုတ်တယ်ကောင်းတယ်ကောင်းတယ်အဲ့ဒါမှန်ပဲဆိုပြီးတော့မြတ်စွာဘုရားကသူ့ကိုပုံဖန်ပေးလိုက်တာနော်အဲ့တော့ ခရက်တစ်ပေးလိုက်တဲ့အခါကြတော့မြတ်စွာဘုရားပြောတယ်ဟာငါတွေးတဲ့အတွေ့အကြုံမှန်သွားပြီဟဲ့ဆိုပြီးတော့သူပြောရင်ကိုပါလို့တွေးလို့တွေးသိတဲ့အသည့်ကဟိုးပြီးတော့သူကပီတိဖြစ်တယ်ကိုပါလို့မြင်တဲ့အမြင်ကိုတကယ့်ပညာရှင်ကဟာမင်းပြောတာမှန်တယ်လို့ပြောလိုက်ရင်အဲ့ဒါကဟိုးပြီးတော့ဘဝအတွက်အတုံးပူချဖြစ်တယ်အခုသူကိုယ်တိုင်သိပြီတွေးပြီးတော့သူကိုယ်တိုင်သိလိုက်တဲ့အခါကျတော့ဟာဟုတ်ပြီမြတ်စွာဘုရားပြောခြင်းတဲ့ဟာကိုငါနားလည်သွားပြီ အဲ့ဒါကိုပဲငါကျင့်မယ်ဆိုပြီးတော့တော့တဲ့သွားပြီးတော့တယောက်ထဲကြိုးကြိုးစားစားနဲ့ကျင့်လိုက်တာနာစီတဲ့ဒီဝါတဲ့မကြခင်မှာပဲယန္နာဖြစ်သွားတယ်ဟာဘယ်လောက်ကောင်းွားလဲဒီပါဠိလေးတခုလည်းယန္နာဖြစ်သွားတယ်နော်နောက်မိညမာနာတော့အဲ့လိုပါပဲယန္တပါမြတ်စွာဘုရားတပည့်တော်တော်တဲ့မှာသွားပြီးတော့တရားအားထုတ်ခြင်းတို့ဘုရားတရားကျင့်ဟောပေးပါတော်လဲသူကသကလုံးလေးကွာသွားတယ်ပါရိယနေရာမှာနောနေရာမှာမိညမာနောတွေထည့်လိုက်တယ် မညာမာနောတဏှာမာနဒိဋ္ဌိတွေနဲ့အလွဲထင်နေတယ်ဆိုရင်တဏှာမာနဒိဋ္ဌိတွေနဲ့အလွဲထင်နေတယ်ဆိုရင်သူတကဏမာနဒိဋ္ဌိစကလုံးဝါသွားတယ်ဒီနေရာမေးလိုက်အောင်ဆိုတော့သိပါတယ်ဘာကြောင့်ဒီစကလုံးသုံးတာလဲဒီစကလုံးနဲ့အရင်ဘဝကတရားအထုတ်တဲ့ဘူးလို့ဒီစကလုံးနဲ့အရင်ဘဝတော့မတရားအတိရှိခဲ့ဘူးလို့ဒီစကလုံးသုံးတာနော်တဏှာမာနဒိဋ္ဌိတွေနဲ့အလွဲထင်နေတဲ့လူတွေဆိုရင်တဏှာငါခန္ဓာကိုယ်လို့ထင်နေတာတကယ်တော့ငါခန္ဓာကိုယ်ဟုတ်ရဲ့ ဟောဟိုသင်္ခါရတရားပဲသူဖြစ်ပြီးပြည့်ဖြစ်ပြီးပြည့်ဖြစ်ပြီးပြည့်သူ့လို့သူ့လို့သွားတာဒါပေမဲ့ကိုမပိုင်နဲ့နဲ့ကိုပိုင်တယ်လို့ထင်တယ်ဆိုကြတဲ့အလွဲထင်သွားပြီပဲမာနငါမငါကွာငါခန္ဓာကိုမငါခန္ဓာကိုဝါဆိုပြီးတော့မာနတွေတက်နေတယ်ပဲဟိုမာတော့သူ့ယုံကြည်ရသူ့ဟာနဲ့သူ့ဖြစ်ပြီးတော့သူ့ဟာသူ့ပြည့်ပြီးတော့နောက်ဆုံးခဏလေးပဲနေသွားတယ်နောက်ဆုံးညယုတ်ကပြောင်းလဲသွားတယ်မဲမာနနဲ့လက်တက်စရာလည်းမရှိဘူးအလွဲထင်နေတာဒိဋ္ဌိငါငါငါကွာဆိုင်မာတယ်ကွာ အဲခိုင်မြဲတယ်ကွာအစိုးရတယ်ကွာဆိုပြီးတော့ဒိဋ္ဌိတွေနဲ့ယူနေတာဒါပဲမဲ့ကဲဒိဋ္ဌိယူစရာမဟုတ်တာယုတ်ကယုတ်နာမနာသူ့ဟာဖြစ်ပြီးပြက်ဖြစ်ပြီးပြက်ဖြစ်သွားတာဒါကြောင့်အလွဲထင်ရင်တော့မာနမဲ့ရဲ့ကြော်ကွန်းကမလွတ်ဘူးအလွဲမထင်ဘူးဆိုရင်တော့မာနမဲ့ရဲ့ကြော်ကွန်းကလွတ်တယ်ဟောဒီလုံလေးကလည်းဒါနဲ့ပဲသူကအဲသူလည်းအတွေးတွေပေါက်သွားပြီးတော့သိသွားပါပြီဘုရားတော့ဟာယုတ်ကံဒီရဲ့ယုတ်ကံတော်တွေယုတ်စားတဲ့အားတွေပေါ့မာဒီလိုပြောတာကိုပြောအေးဟုတ်တယ်ဟုတ်တယ်ဆိုတာခေါ်လိုက်တရားအားထုတ်လိုက်တယ်သူလည်းယန္တာဖြစ်သွားတယ် နောက်ဘိနန္ဒပါဏံသူလည်းဒီစကားလုံးလေးတစ်လုံးပဲကြွားသွားတယ်။နိဗ္ဗာန်ရောက်ကြောင်းတရားအထုတ်ခြင်းတို့တရားချင်းဟောပေပါဘိနန္ဒမာနောနော်တဏ္ဍပါဒဒိဋ္ဌိတွေနဲ့တအားနှစ်သက်နေမယ်ဆိုရင်အဘိအလွန်နန္ဒမာနောနှစ်သက်နေမယ်တကယ်ဆိုရင်ဥစ္စေတို့ဒီတော့တကံလေးကြတော့လူရကိုယ်ရခန္ဓာကိုယ်ပေါ်မှာ တဏှာတွေများများရှိတယ်ဒီတခဏကိုယ်နဲ့ပတ်သက်ပြီးတော့အလွန်နှက်သက်သွားတယ်အလွန်နှက်သက်သွားပြီးဆိုအလွန်သဘောကျသွားပြီးအလွန်သဘောကျသွားပြီးဆိုရင်ဘာဖြစ်လဲဆိုတော့ကိလေသာတွေဘက်ကိုဥတည်သွားတော့တာပဲနောက်ဆုံးသိပြီဆိုတဲ့အခါကျတော့ယောဂဖြစ်ပြီဆိုတဲ့အခါကျတော့အိုပြီဆိုတဲ့အခါကျတာတောင်းမှအလွန်နှစ်သက်အားနှစ်သက်ကိုယ့်ဟာကိုသဘောကျနေတဲ့လူနဲ့တအားသဘောမကျနေတဲ့လူမကွာဘူးလား။ကွာတယ်ဒုက္ခတွေကနားကွာတယ်။နောက်ဘဝဒုက္ခမပြောနဲ့ဒီဘဝဒုက္ခအစားတအားကွာပါလား။အ ဒါကြောင့်အဘိနန္နမာနောဒီကံနာကိုနဲ့ပတ်သက်ပြီးတော့တဏှာတွေနဲ့ကြည်နေမယ်ဆိုရင်ပိုးကပိုးနစ်တဲ့ပိုးကြိုက်တဲ့ကိုယ်ခန္ဓာကိုယ်ကြီးပေါ့မာနနဲ့လည်းအဲကြည်နေမယ်ဆိုရင်တော့ပိုးပြီးတော့ကြိုက်တဲ့ဒိဋ္ဌိတွေနဲ့ကြည်နေမယ်ဆိုရင်ပိုးပြီးတော့ကြိုက်တဲ့အဲဒီလိုကြည်နေမယ်ဆိုရင်တော့ဘာဖြစ်သွားမလဲဆိုတော့ကိလေသာတိုးပွားပြီးတော့မာနမင်းရဲ့ကြော့ခွန်းကနေမလွတ်တော့ကြော့ခွန်းနဲ့ဘုရားတဲဝင်တယ်လို့ပဲဖြစ်နေတယ် တဏမာနဒိဋ္ဌိနဲ့မယူပဲနဲ့မမြင်ပဲနဲ့မကြည့်ပဲနဲ့သာယုသောကြာမနေဘူးဆိုရင်တော့တပြေးပြေးမာနမဲရဲ့ကြောကုန်းကနေလွတ်မြောက်ပြီးတော့ယဟနာဖြစ်မယ်လို့မြတ်စွာဘုရားပြောလိုက်တာအဲ့ဒီတရားဝဲနာပြီးတော့သူကလည်းပဲတရားမပြောစားအားထုတ်လိုက်တာယဟနာဖြစ်သွားတယ်။ဒါကြောင့်ဒီသုံးတော့ကစကတုံးလေးတွေတလုံးစီတလုံးစီွားဆိုတဲ့နော်။ဒါကြောင့်ဆက်တော့ဒရေရှိမှာဖရာသာနာနဲ့ကြုံနေတယ်ယဟန်လည်းဖြစ်နေတယ်အသက်ကလည်း အကွာကွာအသက်ရှိရှိနေနေရတယ်ဒါတောင်မှကိုဘဝအတွက်စကလုံးကလေးတစ်လုံးဟာကိုဘဝအတွက်အဲအမှတ်ရစရာလေးဖြစ်မသွားဘူးနောက်ဘုရားနဲ့တွေ့တဲ့အခါကျတော့ကို့အတွက်ထောက်တရာရမသွားဘူးဆိုရင်ဦးဇနုဘုရားနဲ့ကြိုဟာကြိုရလဲတော်တော်မနဲ့နော်သာသနာမဝင်ရကြိုလည်းတော်တော်မနဲ့ဒါကြောင့်ဦးဇနုတို့တွေစူးစမ်းပြီးတော့လုပ်ကြအောင် ဒီလိုပြန်တော်မိုးသွားတဲ့ဘုံယူဝိဇာတာဆိုရှိတယ်ဘုံယူဝိဇာတာစာရီတအားလို့တော့ဘွဲတွေနဲ့အကုန်ရတာ၄၈ဘွဲလောက်သိတယ်ဘွဲတွေအကုန်ရတာရတယ်ဒါပေမဲ့လည်းသူကအဓိကအဓိကလို့သူနားလဲနားလဲတဲ့အတွက်ကြောင့်တစ်နှစ်မှာတလတယ်ကြောင်းပြစ်ထားခဲ့တယ်တရားလည်းဘယ်တရားမဲမလိုက်မဟုတ်တစ်နှစ်တလနှစ်တိုင်းနှစ်တိုင်းတရားအထုတ်တယ်နှစ်တိုင်းနှစ်တိုင်းတရားအထုတ်တယ်ပြီးတော့ပြောကြတဲ့အောင်စင်တော်နားလဲတော့ ဒါကြောင့်ဥစဉ်တော်တွေကိုယ့်အတွက်ဟာအဓိကလဲဆိုတာသိသိပြီးတော့တနည်းလုံးအားမထုတ်နိုင်ရင်နေရတယ်။တပြည့်တော့နားလည်းလို့ရတယ်။ဘာလို့ဆိုလူတစ်ယောက်ကအဲ့လောက်ကြီးကြီးကိုယ်စိတ်ကိုထိမ့်ဖို့ကတော်တော်ခက်တယ်လေ။ဒါပေမဲ့တနည်းမှာခုနှစ်ရက်ဖြစ်ဖြစ်တနည်းမှာတစ်လဖြစ်ဖြစ်တရားလေးအားထုတ်ပြအောင်ကြိုးစားကြည့်ကြပါအဲ့ဒါဆိုရင်ဥစဉ်တော့ကိုလိုစကလုံးလေးတစ်လုံးလောက်လေးကိုကိုနှလုံးသားနဲ့ရောက်သွားနေအသည့်လေးတစ်ခုကကိုရဲ့ အဲဟိုဓာတ်တတိနေနဲ့ဝါသနာအထုံနေနဲ့ပါလာလေပါလာပြီစီရယ်ခရီးနဲ့တွေ့လာတဲ့အခါကျတော့ခရီးတရားကိုနာလိုက်အပြီးတက်ပြီးတော့တရားသူရနိုင်နေထောက်တည်ရရသွားနိုင်နေဟုတ်ကဲ့ကြော်ပါ